အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာအောင်မြင်ဖို့အတွက်ရပ်ပြစ်တဲ့အရာ၅မျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အောင်မြင်ခြင်းတဲ့လူတိုင်းအတွက်ဘာလို့ရမလဲဆိုတာကိုပဲအများစုကပြောကြပေမဲ့တကယ်လို့အပ်တာကဘာရီရပ်ပြစ်တဲ့လဲဆိုတာပါဘာကြောင့်လဲဆိုတော့အောင်မြင်မှုဆိုတာလှုပ်တဲ့နာရီတွေမကပဲမလှုပ်တဲ့နာရီကိုပါတည်ပြီးရက်တက်နိုင်ခြင်းနဲ့ပတ်သက်နေတာပါအဲ့ဒါကြောင့်ဘဝမှာအောင်မြင်ခြင်းရင်ရပ်ပြစ်တဲ့အရာ၅မျိုးကိုပြောပြပေးပါမယ်နံပါတ်1မနာလိုစိတ်ကိုရက်ပါ အောင်မြင်သူတိုင်းမှာမိမိကိုယ်ပိုင်လမ်းတွေရှိပါတယ်ဒါပေမဲ့မအောင်မြင်သေးသူတွေကအများအားဖြင့်အခြားတစ်ယောက်နဲ့နှိုင်းရှင်ပြီးမနာလိုစိတ်တွေဝင်တက်ကြပါတယ်သူကလည်းဒီလိုလုပ်ပြီးအောင်မြင်သွားတာအဲ့ဒါကျွန်တော်အတွက်မဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးတွေကမိမိရဲ့စိတ်အားကိုထိခိုက်စေပြီးမတိုးတက်အောင်ဒါစီပေးတတ်ပါတယ်ဒါကြောင့်ဘဝမှာအောင်မြင်ခြင်းရင်အခြားသူရဲ့အောင်မြင်မှုကိုမနာလိုဖြစ်ဖို့မလိုပါဘူးအခြားသူစီကပညာယူဖို့ဉာဏ်ယူဖို့ပြုမှုပုံယူဖို့လုပ်နိုင်တယ်လို့သူတို့ရဲ့လမ်းကမင်းအတွက်အကြံဉာဏ်ကောင်း တစ်ခုဖြစ်နိုင်ပါတယ်မနာလိုခြင်းကိုရပ်တန့်လိုက်ပါအဲ့ဒါကမင်းကိုမတိုးတက်နိုင်အောင်ဆွဲချနေတဲ့ကြီးမားဆုံးသောအရာတစ်ခုပဲဖြစ်ပါတယ်နံပါတ်1အချိန်ဆွဲခြင်းကိုရပ်ပါအလုပ်တစ်ခုကိုနောက်မှလုပ်မယ်ဆိုတာကအောင်မြင်မှုကိုတားဆီးနေတဲ့စကလုံးတစ်လုံးပဲဖြစ်ပါတယ်လူတော်တော်များများဟာအလုပ်တစ်ခုကိုစတင်ဖို့ကြံစီပေမဲ့အချိန်ဆွဲနေခြင်းကြောင့်ပျောက်သွားတတ်ကြပါတယ်အောင်မြင်သူတွေအနေနဲ့မဖြစ်နိုင်တာကအကြောင်းပြန်ခြင်းပါသူတို့ကအခက်အခဲရှိတာသိပေမဲ့တစ်ချက်ချင်းချင်းစီမှာ အကောင့်ထဲပို့ဖို့အတွက်စီစနစ်ရှိပါတယ်။အဓိကတော့ကိုစိတ်အားထက်သန်တဲ့အရာတွေကိုတစိတ်တစ်ပိုင်းနဲ့ပဲစလုပ်ပါတခြားသူတို့လုပ်လာတဲ့အထိစောင့်နေမယ်ဆိုရင်မင်းဘဝကအမြဲတမ်းနှင်းကြလာမှာပဲဖြစ်ပါတယ်။နံပါတ်3အပြစ်တင်တတ်တဲ့အကျင့်ကိုရပ်ပါအောင်မြင်ခြင်းသူတယောက်အနေနဲ့မိမိလုပ်ရတဲ့တွေအတွက်တာဝန်ယူဖို့လိုပါတယ်။ ဒါပေမဲ့အချို့လူတွေကမအောင်မြင်တာကိုအခြားသူကိုအပြစ်တင်တတ်ကြပါတယ်။သူကမကူလို့အခြေအနေကမကောင်းလို့ဆိုတာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကတကယ်တမ်းပြဿနာကိုဖြေရှင်းရမရောက်ပဲမိမိကိုယ်ကိုနောက်ကျနေအောင်ဖြည့်ဆည်းနေခြင်းပဲဖြစ်ပါတယ်။ဘဝမှာအောင်မြင်ခြင်းရဲ့အပြစ်ရှာခြင်းကိုရက်လိုက်ပါမင်းအောင်မြင်ဖို့အတွက်တာဝန်ရှိတာကမင်းကိုယ်တိုင်ပဲဆိုတာကိုမမေ့ပါနဲ့။နံပါတ်၄အနာဂတ်ကိုမယုံတဲ့စိတ်ကိုရက်ပါ။ မိမိအနာဂတ်ကိုမယုံမဲတာမန်နဲ့ပဲနေချင်သူတွေရှိတတ်ပါတယ်။ဘဝကဒီလောက်ပဲပြောင်းလဲလို့မရဘူးဆိုတဲ့စကားတွေအများကြီးကြားဖူးပါလိမ့်မယ်။ဒါပေမဲ့အောင်မြင်သူတွေကမပြောင်းနိုင်တဲ့အရာကိုမယုံပါဘူး။သူတို့ယုံတာကကြိုးစားရင်ပြောင်းလဲနိုင်တယ်ဆိုတဲ့စိတ်သက်ပါပဲ။ကိုယ့်အနာဂတ်ကိုမယုံခြင်းဟာကိုယ့်ရဲ့အိမ်မက်တွေကိုဖျက်ဆီးစေတတ်ပါတယ်။အဲ့ဒါကြောင့်မယုံတဲ့စိတ်ကိုရက်လိုက်ပါမင်းယုံကြည်တဲ့အရာပေါ်မူတည်ပြီးမင်းဘဝကတန်ဖိုးရှိလာမှာပါ။နံပါတ်5အနုလက္ခဏာရှိသူတွေနဲ့နေတာကိုရက်ပါ။ နောက်ဆုံးအနေနဲ့အောင်မြင်ခြင်းသူတယောက်အတွက်အရေးကြီးဆုံးအရာတစ်ခုကမိမိဘက်ကရှိနေတဲ့လူတွေဖြစ်တဲ့အနုလက္ခဏာရှိသူတွေနဲ့အမြဲနီးကပ်နေရင်မင်းရဲ့စိတ်ဓာတ်ကိုအနုလက္ခဏာအနေနဲ့တွေးစင်းသွားစေတတ်ပါတယ်မဖြစ်နိုင်ဘူးမလုံနဲ့မကျေနပ်နဲ့ဆိုတဲ့စကားတွေကမင်းအတွက်စီးမြင်တစ်ခုဖြစ်သွားတတ်ပါတယ်အဲဒါကြောင့်မင်းကိုအားပေးသူဆွာအားပေးသူမင်းအောင်မြင်မှုကိုယုံကြည်တဲ့သူတွေနဲ့အနီးနားမှာနေပါအနုလက္ခဏာရှိသူတွေကိုတဖြည်းဖြည်းနဲ့ရှောင်ဖို့လိုပါတယ် ောင်မြင်ခြင်းရဲ့တက်ကြွမှုစူးစမ်းမှုတို့လိုအပ်တယ်လို့မလိုအပ်တဲ့အရာတွေကိုရပ်တန့်နိုင်ခြင်းဟာလေအောင်မြင်မှုရဲ့အခြေခံပါပဲဘဝမှာမနာလိုခြင်းအကြောင်းပြန်ခြင်းအပြစ်ရှာခြင်းမယုံတဲ့စိတ်နေမကောင်းတဲ့လူတွေနဲ့နေခြင်းဒီငါးမျိုးကိုရပ်တန့်နိုင်သူတယောက်ဆိုရင်မင်းရဲ့လမ်းကအောင်မြင်မှုစီကိုမကြခင်ပဲရောက်ရှိလာပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်